ကွယ်လွန်သူမင်းသမီးလေးအပေါ်မှာမတရားမှုတွေနဲ့ရဆက်မှုတွေကိုကျူးလွန်ခဲ့သူမင်းသားခင်စုဟွန်။ဗမာဆယ်လီနီယူပရိသတ်များရှင်တောင်ကိုရီးယားရဲ့နာမည်ကျော်ထိပ်တန်းမင်းသားတက်လက်လေးဖြစ်သလိုအလှအတန်းရရောသူဖြစ်တာကြောင့်အားလုံးကလေးစားနေကြရတာကတော့မင်းသားခင်စုဟွန်ပဲဖြစ်ပါတယ်။မင်းသားခင်စုဟွန်ကအနုပညာလောကတွေကိုရှောင်လန်းခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီးတော့ဒီကြားထဲမှာနာမည်ပြက်အရှုပ်အရှင်လုံးဝမရှိတဲ့မင်းသားတက်လက်အဖြစ်စံချိန်တင်ထားခဲ့ပါတယ်။ ဒါပေမဲ့သူကတကယ်တမ်းမှာတော့ဖြူစင်ရိုးသားသူအဖြစ်ဟန်ဆောင်ထားတဲ့မင်းသားကောင်းဆောင်ထားတဲ့ဘလူတယောက်ဖြစ်ကြောင်းလက်ရှိအချိန်မှာဖော်ထုတ်ခံခဲ့ရပါပြီ။တိမကြသိခင်ကကွယ်လွန်သွားခဲ့တဲ့မင်းသမီးကင်းစေယုံအပေါ်မှာမတရားမှုတွေနဲ့ရက်ဆက်တဲ့အပြုအမူတွေများစွာကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။တကယ်တော့မင်းသားကမင်းသမီးလေးအသက်မပြည့်ခင်15နှစ်အရွယ်မှာကလေးကချစ်သူကြီးစားတွေအဖြစ်လက်တွဲခဲ့ကြတာဖြစ်ပါတယ်။ နှစ်ယောက်စလုံးကအေဂျင်စီအတူတူပဲဖြစ်တာအကြောင်းသူတို့နှစ်ယောက်တွေ့ခဲ့တဲ့တဲ့င်းကအပြင်ကိုမပေါက်ကြားခဲ့ပါဘူး။ဒါရင်မကအဲ့ဒီအေဂျင်စီကလည်းမင်းသားနဲ့သူ့ရဲ့ညီလေးပိုင်ဆိုင်တဲ့ကုမ္ပဏီဖြစ်တာအကြောင်းတဲ့င်းတွေကနှုတ်ပတ်ရလွယ်ကူခဲ့ပါတယ်။ဒါကြောင့်မင်းသားကမင်းသမီးအသက်15နှစ်အရွယ်ကလေးကနေ22နှစ်အရွယ်အထိ6နှစ်ကြာကြာလက်တွဲခဲ့တာဖြစ်ပြီးမင်းသမီးအခက်အခဲတွေနဲ့ကြုံတွေ့နေခဲ့ရတဲ့အချိန်မှာတော့တချမ်းမလှဲမကြည့်ပဲရက်ဆက်မှုတွေကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်။မင်းသမီးလေးကငယ်ရွယ်စဉ်ကလေးကကလေးတယောက်ဆောင်တယောက်ဖြစ် အောင်မြင်ခဲ့ပြီမဲ့မင်းသားလောက်တော့မအောင်မြင်ခဲ့ပါဘူး။ဒါရီမကရင်မတော်တဆမှုဖြစ်ပွားသွားခဲ့တဲ့အချိန်မှာတော့ရော်ဂျီတွေများစွာကိုလည်းပေးဆောင်ခဲ့ရပြီးအမှုပညာအလုပ်တွေကိုလည်းမလုံဆောင်ရတော့ပဲရန်နာထားခဲ့ရပါတယ်။ဒီအခါမှာရော်ဂျီငွေဝန်တန်းပေါင်း900ကိုမပေးဆောင်နိုင်ခဲ့တာကြောင့်မင်းသားပိုင်တဲ့အေဂျင်စီကပဲပေးဆောင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာမင်းသားကတော့မင်းသမီးကိုလုံးဝကိုအဆက်အသွယ်ဖျက်သွားခဲ့ပြီး2023ခုနှစ်ကုန်ကန်ဒီအချိန်မှာတော့အကျွေးတွေအကုန်လုံးကိုဆက်ဖို့အတွက်ဖိအားပေးခဲ့တာဖြစ်ပါတယ် တရားစွဲဆိုတဲ့အစာကိုတော့မင်းသားကိုယ်တိုင်ပို့ခဲ့တာမဟုတ်ပေမဲ့မင်းသားပိုင်ရဲ့အေဂျင်စီကပို့ခဲ့တာဖြစ်ပြီးမင်းသမီးလေးကလည်းတောင်းပန်ခဲ့ရှာပါတယ်။သူမကိုအချိန်တစ်ခုပေးဖို့နဲ့အကျွေးတွေအကုန်လုံးကိုတေချာပြန်ဆက်ပါမယ်လို့ဘလောက်ပဲတောင်းပန်နေခဲ့ပါစေမင်းသားကတော့စာတောင်ပြတ်မဖို့ပဲလှစ်လူရှူထားခဲ့ပါတယ်။ဒါကြောင့်မင်းသားနဲ့အဆက်အသွယ်ရစေဖို့အတွက်ဇုံတဲပုံလေးတင်ခဲ့တဲ့အခါမှာတော့မင်းသားဘက်ကတွဲနေတာမဟုတ်ဘူးလို့ညင်းဆိုခဲ့တာကြောင့်မင်းသမီးလေးခင်ဗျဝေဖန်ဆဲဆိုမှုတွေနဲ့ပဲရင်ဆိုင်ခဲ့ရပြီးတော့ပို့ပြီးတော့နင့်နာခဲ့ရပါတယ်။ မင်းသားကတောင်ကိုရီးယားရဲ့ထိတ်တန့်မင်းသားဖြစ်တာကြောင့်သူ့ရဲ့နိုင်ငံတကာပြည်သက်တွေကမင်းသမီးကိုရားစရာမရှိအောင်ပြောဆိုခဲ့တဲ့အချိန်မှာတော့မင်းသမီးလေးလည်းစိတ်သက်သာသွားကြရရှာပါတယ်။အဆိုဆုံးကတော့သူမအရန်ကိုပုံအပ်ပြီးတော့ချစ်ခင်ရတဲ့မင်းသားဖြစ်သူကအကျွေးကိုချက်ချင်းမပေးရင်တရားစွဲဆိုပါမယ်ဆိုပြီးတော့ရက်ဆက်စွာနဲ့ပြောနေကြတာကြောင့်နောက်ဆုံးမှာတော့မင်းသားရဲ့မွေးနေ့မှာပဲကိုဘသားကိုတက်တည်သွားကြတာဖြစ်ပါတယ်။ဒီလိုမျိုးအမှန်တရားတွေပေါ်ထွက်လာကြရတဲ့ဆိုတာကလည်းမင်းသမီးရဲ့အတော်ဘက်ကနေဖော်ထုတ်ခဲ့တာသာဖြစ်ပြီးတော့ အခုအချိန်မှာတော့ပြည်သက်များစွာကအမှတ်တရားပေါ်ပါဖို့အတွက်မင်းသမီးဘက်ကနေရက်တည်နေခဲ့ကြပါပြီ။ဒါပေမဲ့မျက်နှာပြောင်တိုင်လွန်လာတဲ့မင်းသားခင်စီဝန်ကတော့တွေ့ခဲ့တာမဟုတ်ဘူးလို့ပဲဆက်လက်ညှင်းဆုံနေသေးဖြစ်ပြီးသူ့မှာအပြစ်မရှိပါဘူးလို့တုံ့ပြန်လာခဲ့ပါတယ်။မင်းသမီးလေးကသူ့မရဲ့ရည်စားဟောင်းဖြစ်သူမင်းသားအတင်းတောင်းနေတဲ့အကျွေးတွေကိုဆက်ဖို့အတွက်ရှိသမျှအိမ်တွေကားတွေကိုရောင်းချခဲ့ပြီးတော့တက်နိုင်သမျှပေးဆက်ခဲ့ပါသေးတယ်။နမဲကျော်တောင်ကိုရီးယားမင်းသားခင်စီဝန်ရဲ့ ရီစာဟောင်းဖြစ်သူမင်းသမီးလေးခင်စီယွန်းအပေါ်မှာအခုလိုမျိုးကျူးလွန်ခဲ့တဲ့အပေါ်ပရိသတ်အမြင်လေးတွေရောရှိကြသလားရှင်။